နိုင်ငံရေးပါတီတွေမဲဆက်စည်းရုံးတဲ့အခါပြည်သူလူထုအားမလုံနိုင်ဘဲနဲ့မဲရရေးတစ်ခုအတွက်အာမခံချက်တွေပေးခြင်းမျိုးမိမိတို့ပါတီအနေနဲ့မလုံဆောင်ဘူးလို့ကရင်ပြည်သူပါတီ KPP မှဩခရာဒေါနခင်ရေးဦးကစီနိုင်တဲ့ရင်ဌာနကိုပြောပါရတယ်။လက်ရှိမြန်မာနိုင်ငံမှာရွှေကောက်ပွဲကျင်းပဖို့နှိကက်လာတဲ့အချိန်ဖြစ်ပြီးနိုင်ငံရေးပါတီတွေဟာပြည်သူလူထုရဲ့ထောက်ခံမဲတွေ ရရှိရေးအတွက်မဲဆွယ်စီယုံရေးဂရိကဝတ်တွေကိုအမျိုးမျိုးပေးနေကြပါဗျ။မိမိတို့ပါတီအနေနဲ့တကယ်မလုံနိုင်ပဲပြည်သူလူထုစီမမဲရရှိရေးအတွက်အမခန့်ချက်ပေးခြင်းမျိုးမလုံဆောင်ဘူးလို့ကရင်ပြည်သူပါတီ KPP မှဥက္ကရာဒေါနတ်ခင်ရေးဦးကစီရင်နိုင်တဲ့ဌာနကိုပြောပါဗျ။ကျမတို့ကကြိုးပြောင်းလို့မရဘူးလေ။ပြီးတော့ဒီအခု စစ်မှုထားဥပဒေဆိုတာနိုင်ငံတော်ကသတ်မှတ်ထားတဲ့ကိုကျုပ်တို့လက်ထက်ထဲကသတ်မှတ်ထားတဲ့ဥပဒေဖြစ်တယ်။ဒါမဲ့စစ်မှုတကြဖြစ်ဖို့တော့လုံးဝမဖြစ်နေတဲ့ကိစ္စတွေကစစ်မှုကြဖြစ်ဖို့တော့လုံးဝရမှာပဲ။ဒါကျွတ်တော်ရဲ့ရောက်သွားလို့ရှိရင်ပေပါမပြီးမဆုံးဘူးလို့လုံးဝမှာပဲ။ဒါမဲ့လူလူကို ိမှပြောပြီးတော့ကိုယ်တကယ်လုံနိုင်လို့လည်းလို့အမလုံနိုင်ဘဲနဲ့ဟာဒရီတွေပြင်းနေရဖို့ခုပဲအတွက်နဲ့တော့ချမလို့မလုပ်ဘူးကိုလုံနိုင်တဲ့အချိန်နဲ့ဘယ်လိုမျိုးမှဒီမိုကရေစီဖြစ်ကောင်းကင်လောက်ကိုတန်းလာတဲ့အခါမှာလုံနိုင်တဲ့ကိစ္စတွေရှိတယ်မလုံနိုင်တဲ့ကိစ္စတွေရှိတော့ကားမြင့်ဆိုတဲ့အတိုင်းတန်တွဲမှကကိုဘယ်လောက်လုံနိုင်လဲဖြစ်လာတဲ့အမတ်တွေရဲ့ capacity ဘယ်လောက်ရှိတယ်လဲအဲ့ပေါ်မှာအများကြီးမူတည်တယ်သူတို့ဆရာမဲရရင်ပြီးရောဆိုပြီးတော့အားတို့ဓာတ်တွေလုတ်ပေးမယ်တချို့ဟာတွေက under trainer တွေပါเนาะအရင်ပြောလို့မရပါဘူး နိုင်ငံရေးပါတီတွေဟာပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကာကွယ်ဖြစ်ရှင်းမပေးဘဲရွေးကောက်ပွဲကာလမဲလူခြင်းတဲ့အခါမှာမဲဆယ်စည်းရုံးရေးစကားတွေပြောလာခြင်းအပေါ်လူထုကယုံကြည်မှုမရှိဘဲဖြစ်လာကြောင်းနိုင်ငံရေးလေလံစောင့်ကြည့်သူတွေကထောက်ပြကြပါတယ်။ပြည်သူလူထုအတွက်အထူးအာမခံချက်တွေပေးနေတာကိုကြားနေရကြောင်းမိမိတို့ပါတီဟာသူများလုံတိုင်းလိုက်လုတဲ့ပါတီမဟုတ်ကြောင်းကရင်ပြည်သူပါတီ KPP မှဥက္ကရာဒေါနန့်ခင်ဦးကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။တိုင်းပြည်မှာလည်းလိုအပ်တဲ့ရာတွေဖြစ်ရှိတဲ့ အဲ့တော့တို့တို့လုံနိုင်တဲ့လောက်ကတော့တို့ဒီဒီဒီတွေအကောင်းဆုံးပြန်လုပ်ရမှာပဲအမခံနေလုပ်နေတဲ့ဟာတွေကတို့တို့ဒွေတိုင်းတာကြည့်အမခံနေတယ်ဆိုတာရှိတယ်ကျမတို့ကတော့အဲ့လိုမျိုးတော့လုံးဝအမမခံဘူးဒီကိစ္စတွေကနှိမ့်နိုင်ပြီးတော့အလုံးလုံးကိုဖြစ်လာတဲ့အမှတ်တွေအလုံးနှိမ့်နိုင်ပြီးတော့တော့အရင်ချင်းရှိတဲ့အမှတ်တွေနှိမ့်နိုင်ပြီးလုပ်ကြမယ်ကိစ္စလေအဲကျမတို့ကတော့အဲ့ဒီကိစ္စကို နော်ပြောတဲ့အခါမှာတော့ဦးနာလိုအမခံချက်တစ်ခုနေနဲ့အဲ့လိုပြီးတော့အမခံဒါမဲ့ရောတဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့ခါရင်တော့အမပဲအခုတိုင်းပြည်မှာဒါတွေဖြစ်နေလဲဆိုတော့လူတိုင်းလည်းသိကြတယ်ဖြစ်လာမဲ့အချိုးရဟာဒီကိစ္စတွေကိုလှုပ်ရမှာပဲအဲ့ဒါကိုတော့အထူးထူးကြီး အမကလည်းလူဝင်းကြိုက်ပြောတာပေါ့ရှင်းရှင်းပြောရအောင်။ဘုရားလိုဟာတွေကတော့ကျမလည်းကြားနေပါလေနော်။အမဆိုင်ကျတဲ့ light wing တွေလည်းဒီပါလို့များလို့သူများလောက်တိုင်းတော့ light လောက်တဲ့ပါတီတော့မဟုတ်ကျမတို့ပါတီရတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်မှာတော့ရွေးကောက်ပွဲအပိုင်း2ကိုကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီနောက်ရွေးကောက်ပွဲအပိုင်း3အား2026ခုနှစ်ဇန်နဝါရီလနောက်ဆုံးပတ်မှာကျင်းပသွားမယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့တင် င်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကနိုဝင်ဘာ10ရက်မှာထုတ်ပြန်ပြောကြားထားပါတယ်။